ဲ့တော့သူချင်းကပုံကစာပေနဲ့ချင်းကထားတော့မှန်တယ်ဒါပေမဲ့ညံနဲ့ဆုံးဖြတ်မယ့်နေရာမှာခုနကပြောသလိုပဲဆရာကြီးဥပ္ပစိတ်တာတာပြုံးတာသူရန်တာမဟုတ်မှန်းလဲသိသလိုဒါပေမဲ့သူ့ရဲ့အနေထိုင်သူ့ရဲ့ပိန်မုံသူ့ရဲ့ဂျိုးသားဘုံကြည့်တော့လူတွေတုံ့တက်တဲ့အခါမှာသူတို့ဆုံးဖြတ်ရန်မဝင်ရဲအောင် ဆန့်ကျင်ဘက်ကိုလှုပ်ပြတာအဲ့ဒါကိုသူတော်ကောင်းလှုပ်ရဒါတပြီတော့မြင်တာရွေးချယ်သွားတဲ့လမ်းကသူတော်ကောင်းထင်မှဆိုတာကိုသူတော်ကောင်းအစ်စ်ဖြစ်တာလူတွေကဖို့သူတော်ကောင်းမဟုတ်ဟောငါသောတော်မငါရမ်းတာပဲအတင်းကိုပဲမတည်ဘူးဟင်မရဘူးမသိဘူးပဲအဲ့လိုဖြစ်ကုန်ညာလို့အဲ့တော့ဥက္ကဥက္ကကြီးနေနေရဟနာရှောက်ဖူးပဲသွားတော့အဲဘယ်နှပါတော့တွေ့လဲဆိုဒီပြီတော့နှစ်ပါးသုံးပါးကိုခြေနဲ့လို့သူ့ကိုပြောပြတယ်သူတို့ထပ်ပြီးစစ်စစ်ပါလား ်ဦးစင်းတော့အဲ့လိုမြင်မိရဲဆင်အာမုံမို့တဲ့သူမှကိုယ့်အိမ်ကြီးကင်လို့မဟုတ်ဘူးအဲ့ဒါသူများစားတာဩသူစားနေစားမှာပေါ့အဲ့ဒါကိုယ့်အိမ်ကဘာဖြစ်လို့လဲအဲ့ဒါညလာစားတယ်ညလာစားရင်ဒါဘယ်လိုမှညာမို့တော့ကိုယ်စားရင်ညာမို့ဘူးအဲ့လိုစလိတောင်းရင်ညာမို့ဘူးနောက်ဆုံးအဆိုးဆုံးကတော့မြန်မာနိုင်ငံလုံးလှုပ်ခတ်သွားဝနာကမလဲငါဝိရကဥစ္စာနဲ့ပေါင်းပြီးတော့ ဥအဖေရလင်ငါတော့ ਨੇ ပေါင်းပြီးတော့ချက်စီရတော့မှုလိုက်တဲ့ဝေကန်ရင်ပရာဇိကကြနေပြီလို့ပြောလိုက်တဲ့ပြဿနာပဲအဲ့မှာသူလဲထွက်သွားဇလန်းနေအဲ့လိုရှုပ်သွားတာပါကောင်းပြီနောက်မင်းကလေးမေးပါဦးဖြေကောင်းပါလေအစင်ရောပြေလာပြေတာဖြေပါရင်တမန်တမန်ဟိုတကယ်တော့ခုနအရှင်မြောက်ကြီးကသုံးသက်ပြခဲ့လို့ပေါ့ကြည်မိုးကောင်းခေါ်ကိုကျော်လာကိုတက်ကြီးမြောက်ပြီးကြတာမဟုတ်ပါဘူး ကိုကိုရင်ဆုံးကပ်ပြီးကိုကိုရင်အရှင်မနဲ့တွားနေတဲ့အခါမှာအရှင်မဟောတဲ့တရားဒီတဲ့အရှင်မရဲ့ယူသားမှုတွေကိုတပည့်တော်ကတကယ်လဲကြည်ညိုတယ်အရှင်မပရမတ်တွေတအားလွန်နေတာကိုသိပြီမဲ့လဲပရမတ်ငတ်နေတဲ့ညက်တည်းမှာตายာနေတဲ့လူတွေကြားထဲမှာပရမတ်ဟာတန်မိုးကြီးပါတယ်ဒီလိုဆိုရင်ဥက္ကကတပည့်တော်မှာဘာလူသလဲလို့ပြောရင်ဒီမှာပြောရတယ်ရှိပါတယ်ခုနပြောလို့ပေါ့အရှင်မနဲ့ဆေးရုံသွားတဲ့အခါမှာကိုကောင်လေးက ဖလူစီပြီးခုံချမယ်။ဟာဟုတ်တယ်ဦးကအဲ့ကောင်တွေအလူပဲဆိုတော့ဖလူစီရအောင်ယုံနာလေကောင်စိတ်။နောက်နေရာယုံနာလာတယ်။ဟိုအဲ့ဖလူစီရာကွယ်ကြောက်ရတယ်အဲ့ကောင်ဖြစ်တတ်တယ်လေ။အဲ့လိုနန်နကားကြီးယုံလို့ပဲပေါ်လို့။အဲဒီရောင်နဲ့ရှင်မကြားမှာ။အဲ့ဒီချက်ကဦးဓမ္မသာရဟာဖျားတရားကိုအပြည့်မယုံဘူးပေါ့။အရှင်မရဲ့စွမ်းတော့အရှင်မယုံတယ်။တရားတော်ရဲ့စွမ်းအောင်အပြည့်မယုံဘူးလို့ဒါတပြည့်တော့လက်ခံတာလား။ဘောင်းတော့တရားတော်ကအမှန်တကယ်သိရင်ညင်းစရာမရှိဘူး။ တပြီးတော့ပေရာမရှိဘူးကြိုက်တယ်လို့လို့ရတယ်ကြိုက်တဲ့နည်းနဲ့ဆန်းပြီးတော့ဖရားတွေအလွဲပြီးတော့ငါမရှိတော့တပြီးတော့ဘာမှမဆန်းဘူးအရှင်မြားလဲအရှင်မြားဆွမ်းမဟုတ်ဘူးဖရားဆွမ်းမှာလို့ပြောရင်လူတွေပိုးချီညူမှာဥစဉ်ဒါဥစဉ်ပိုက်တယ်လေအဒီလုံမျိုးတော့ဥစဉ်ကဥစဉ်ကျွတ်တဲ့ line လေအဲဒါမျိုးတွေပြောတဲ့အခါမှာအဲ့ကတည်းကဘာမှမဖြစ်ဘူးကိုလဲစီးပွားရေးမှလာတော့ရဟန်းတွေအချို့ကြတော့ရှင်မြားပေါ်မှာ မျက်စိသမုံမေးစုတဲ့သကလုံးမျိုးကြီးဖြစ်သွားမှာပေါ့။ကောင်းပြီနောက်ထပ်မေးပါဗျာ။ဟုတ်ကိုကြီးပဲဆိုနေမှာမကိုက်သေးဘူး။ကိုလည်းဆိုရသူပေါ့ဥမာအခုမှရှင်တရဏနဲ့ရဟနာကိစ္စမိုးလာတယ်။ဟုတ်ပြီတက်ပြောဘာလို့ကြောက်ဘူးလဲ။ဟုတ်တယ်။ဒီရတယ်ဒီရတယ်ကိုမင်းမဖြေကောင်းဖြေကြည့်ပါ ်တော့မမေ့ခင်မင်းရမလားကဲကဲလို့လို့ဟုတ်တဲ့အတွက်မတရားမဲ့နည်းနည်းဒါဒါကြောင့်မများသွားပြီသူဆရာတော်မထိုးနဲ့တော့ဆင်းများဆင်းများထိုးတော့ကဲသူမျက်နှာရေရှေ့တိုးပြီးလာတယ်မင်းကျင်နာမေးပေါ့ဘောင်းတော့ဟိုဒီရမိုင်ပြောလို့အရှင်မြတ်ကိုယ်လည်းပါတယ်ပါတယ်ဟောပေါ့ဘယ်ဆိုတန်ငါဘုရားကိုင်းစီအောင်လာဆဲလာပြီးတယ် မဟုတ်ဘူးရောမသိဘူးအဲ့မှာပေါ်သေးတယ်တရားမရင်တော့မဟုတ်တရားမရင်မဟုတ်ဘူးဆက်ခါဆေးပြားမဟုတ်တာတော့တီးမဟုတ်ဘူးရောမသိဘူးစားရမှတွေ့လိုက်အဲလုပြန်ပြီးတော့နောက်တာပဲအဲ့အမေးတယ်မေးတယ်ဘယ်လိုတော့မပြောဘူးအဲဒါတည်းပဲဖဲပဲအဲ့လိုတော့နောက်ကျတော့ဒါနဲ့အတူမလို့ကိုကိုရင်ထိုးကန်တာရတဲ့နဲ့ပြောရင်တော့ကိုအရင်ဒီဆုံးလုပ်ပြီးတော့နောက်ဆုံးလုပ်သွားတာကြီးအများကြီးကျင်းနေပါတယ်ဘယ်နာမတောင်းပန်တာလည်းဝင်မလေးပါဘူး ်ရပါရင်ပြောပါဗျာကျွန်မဘလူးမန်ဖမ်းမဖြစ်ပါဘူးဒါပေမဲ့စကားလွန်သွားရင်တော့ဒါတွေအားလုံးအမှတ်တမ်းတော့မယုံဘူးဦးမားထိုင်လွန်သာသနာတော်များလည်းရှင်းမှာပါတဘာဝရိတ်တာကအိုဓမ္မတာရကိုတဘာဝရိတ်တာထဲမှာပဲနေနေအပြင်းနေပြီးတော့ပျော့ပျော့အမြင်တစ်မျိုးနဲ့အထင်တစ်မျိုးတွေကြားထဲမှာအရှင်မြတ်ရဲ့ယင်းနေရဆန္ဒအရှင်မြတ်ရဲ့လှုပ်ဆောင်ချက်တွေ 你别老雇人，雇多喽，我不上窑路来磨，你看雇单那六六条表路，哈雇路，嘛那点铺面别了吧，别没。以前是拿个啥米来嘞，知道吧？对嘛？再下来出来的话，六百里，爸妈第一家表没要过，对嘛？好点么？好五十啊，现在阿聪你拿到好点？ ကျင့်မကျင့်ကတော့သိနိုင်တယ်ပေါ့လေတမန်တမန်ဟုတ်မဟုတ်ဆိုတာကတော့ပြောရတာခက်တယ်ဒီသဘောတရားပါပဲပြီးတော့လဲဒါတရားနဲ့ပတ်သက်ရင်တော့ဘယ်လိုပေါ့တရားရတယ်မရဘူးဆိုတာကတော့ပြောရတာတော့ခက်တယ်ပေါ့ဗျာဒါပေမဲ့လက်တွေ့အလုပ်လုပ်တယ်မလုပ်ဘူးဆိုတာကတော့နားလည်နိုင်တယ်ပေါ့နော်စတင်မတင်ကတော့သိနိုင်တယ်လေဒါကဘာလဲဒါဒီတတ်တယ်မတတ်ဘူးဆိုတာကတော့ ဝဲဝဲရတာတပိုင်းဝဲရမယ်နဲ့လေတကယ်ကိုစားပေးဟုတ်တယ်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 မှန်ကန်ကန်နားလည်ပြီအဲ့ဒီပိုင်းကြတော့ရထားတဲ့ဘွဲကိုအတုံးချနိုင်တဲ့အဲပုံကိုယ်ကြီးမရှိတတ်တယ်လို့ပဲပြောတော့ဇူးမေဂျာဇူးမေဂျာနဲ့ပတ်သက်တဲ့အလုပ်တွေမလုပ်ဘဲနဲ့ချားအလုပ်တွေလုပ်ရတယ်လို့တပြေတော့ဘွားဆိုနေဟိုတနီနဲ့လုပ်ရပြီပေါ့အဲအဲ့လိုပဲတက္ကသိုလ်ဒီရဟန်းစာတွေတတ်ထားပြီးတော့နောက်ဆုံးတော့ဟိုနွားလဲမောင်းမြင်းလဲမောင်းနေရတယ်လို့လွဲကုန်တာတွေလည်းရှိမှာပေါ့ဗျာ ။အဲကြောင့်လဲဆိုင်းဘုတ်ကတော့ဒါဟိုအမျိုးမျိုးပေါ့လေ။ဒီမှာတထောက်ထားလဲပြလို့ရတာမဟုတ်တဲ့အခါကျတော့ဒါဖះကလည်းမရှိတဲ့အခါကျတော့လေအတိပြုမဲ့လူမရှိတော့ဒါအမျိုးမျိုးတော့ဒီလိုမျိုးဒီအထင်မှားစရာပဲဖြစ်ဖြစ်နားလည်းမှုမှားစရာပဲဖြစ်ပေါ့နော်ကိုကိုကိုပဲဖြစ်သူကဘာပေါ့ဖြစ်ဒါတွေကဖြစ်နေကြပါဗျာအဲ့ဒါကိုပြောတာထောက်ပြခြင်းလို့မေးတဲ့သဘောတရားပါပဲဗျာအဲ့လိုပေါ့နော်အဲတခုတူတော့ပြောပြပါမယ်ဗျာတကယ်တော့အရှင်များပြောရတဲ့ထေက ဖះလည်းမရှိတော့ဘူးဆိုပေမဲ့ဖះရှိပါတယ်ဗျာဖះရှိရင်တရားရှိလို့ဖះရှိတယ်လို့ပြောတာပါအဲ့ဒါပြီးတော့တရားနဲ့စီစစ်လို့ရပါတယ်ဗျာဒီကနေ့ဆရာပေတဲ့ဆရာတော်ကြီးတွေဟာခုနပြောလို့ပေါ့ဗျာသူကလည်းနာဟိုတိုက်ကြီးတလို့မဆောက်ပေမဲ့ဒီပေကျိုးနဲ့ဒီဥစ္စာဒီလိုတွဲ့ရင်ဒီလိုပြိုနိုင်တယ်ဆိုတာကိုတွက်ချက်မှုစနစ်အရာမှန်ကန်တယ်မှန်ကန်မှုဆိုတာသူတို့ဆုံးဖြတ်နိုင်ပါတယ် သူတို့တိုက်တလုံးလုံးမဆောက်ခဲ့ပြီမဲ့အဲဒီကောင်တော့အချိုးမကြရင်တော့ဒါတော့ကြောက်တဲ့ရောက်တော့မှာပဲဆိုတော့ဦးပညာရှင်ပေါ့ဗျာမနေဦးနော်ခနေ့လေးတက်လေးတက်လေးတိုက်မယ်နေသားမယ်သူမသိပါဘူးဒါမဲ့ခတ်မှန်းနေဆိုတဲ့မူလီဦးသားလုတ်တဲ့သူကအကောင်းငယ်လက်တက်သွားတာမဟုတ်ပါဘူးညကြီးတဲ့လဲရှိုးပြန်တာမဟုတ်ပါဘူးငလင်းပဲချင်းဘလို့လုတ်မယ်ဒါသူတို့ရဲ့တွက်ချက်မှုနီးပညာတွေရှိတယ်လို့ တပည့်တော်မှာလည်းဗုဒ္ဓရဲ့တရားတော်တွေဟာချိန်ဆလို့ရပါတယ်။ဒါကြောင့်ဖုရားရှိပါသေးတယ်ဗျာ။ဖုရားဥင့်တော်မှာမှာဖုရားရဲ့တရားတော်တွေမပြတ်သုံးသေးဘူး။တပည့်တော်ချိန်လို့ရပါတယ်။အဲ့နေရာမှာပေါ့ဗျာ။ခုနကအရှင်မြတ်ရဲ့လောဘဒေါသလည်းချိန်ကြပေါ့ဗျာ။ညတော်ဖုရားကထေကျော်တူတယ်၊ငင်းလို့သိရှိတယ်၊ထွက်ရကင်းတယ်၊ချက်ချင်းကုတယ်မိမိတီလာကိုပြက်မှုဆိုးတယ် တရားတယ်ကိုကြားရင်ဘ රු တရားဖြစ်ဖြစ်မှန်တာမမှန်တာနောက်တာစီစစ်ဖို့အတွက်ဝမ်းသာအေးလဲရှိတယ်ဒါသောတာပန်အင်္ဂါခုနှစ်ပါးလို့ဆိုပါတယ်ဗျာအခုတော့ညောင်ပြောကြံပြောငါလောက်တာအမှန်ဆိုရက်ပြက်မှုလည်းမဆိုးဘူးအာငါတရားသာအမှန်တရားတရားမဟုတ်ဘူးဆိုရယ်တိုးပြီးတော့လည်းမဆိုင်နိုင်ဘူးအဲ့လိုပေါ့ဗျာတရားတော်ကြံရင်ဟာအဲ့တရားတော်မှားနေတော့ငါတို့ကနားမထောင်နိုင်ဘူးဆိုရယ်လိုက်လိုက်မခိုးတဲ့သဘော တရားအမှန်ကိုတွေ့ရင်တော့လိုက်လိုက်ပိုးရမှာဖြစ်တယ်လို့တရားမှမှန်လဲဆင်ញင်းပြီးတော့နားလေရတာသူတော်ကောင်းလက်ခါပါဒါကြောင့်တရားရှိတယ်ဆိုရင်တော့ဒီလိုပြောနေတယ်ကွာလေအဲ့လိုပါတရားရှိတယ်ဆိုရင်တော့ဘုရားကိုမင်းလျှောက်လိုက်လို့ရဟောတမန်မဟုတ်ဆရာတော်ဘုရားကြီးကဘယ်အစ်စ်မှလဲဘုရားဆိုဘုရားကတော့ဖြေနိုင်တာပေါ့နော်တမန်တမန်အခုဘုရားမရှိဘူးဆိုတဲ့ဘောတရားကတော့အဲ့လိုမင်းလျှောက်ရင် ဖြေမဲ့ဘရားမရှိဘူးပေါ့ဗျာ။တက်စီကတက်မင်းနဲ့ညံတော့နေဒီလိုကတရားပါဗျာ။အဲကြောင့်လဲတပည့်တော်ကဟိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့စိုင်းဖို့ကြတော့ဗျာ။တပည့်တော်ဘာဖြစ်ဖြစ်မဖြစ်ဖြစ်တခြားလူတွေလည်း